တွေးဟာကိုဘဝကိုပုံဖော်ပေးတယ်အတွေးမှားတာနဲ့ကိုယ်စိတ်မှာလေးသွားတော့တာပဲတခါတလေမလိုအပ်တဲ့အတွေးတွေနဲ့ဟိုတွေးဒီတွေးတွေးနေတာတွေကြောင့်အဆွေးတွေပဲရောက်နေတာလည်းရှိတတ်တယ်ဘဝမှာအကျိုးမရှိတဲ့အတွေးတွေဟာနောင်တနဲ့တောကကိုပဲဖြစ်စေတတ်အတွေးဆိုတာရှိရမှာမဟုတ်ပြီးရမှာတွေးနေတာကိုတိသွားရင်တွေးစိတ်ကပျောက်သွားတာပါအတိတ်ကိုတွေးရင်ဆွေးတတ်တယ်အနာဂတ်အနာဂတ်ကိုတွေးရင်ဝေးတတ်တယ် ပစ္စုပန်တဲ့တဲ့မှာပဲပေါ်တဲ့အတွေ့ကိုသိအောင်ကြိုးစားရမယ်။သိရင်မစွဲဘူး၊မသိလို့စွဲတာ၊စွဲရင်တွဲတာပဲ။ဒါကြောင့်မလိုအပ်တဲ့အတွေ့တွေနဲ့စိတ်ကိုလေးနေစေမယ့်အစားအတွေ့ကိုသိအောင်ကြိုးစား။အလွယ်အမှားအတွေ့တွေနဲ့အဆွေမများဖို့အရေး။ပရိတရားလေးနဲ့ပဲအတွေ့ကိုလျှော့အဆွေကိုပေါ်ကြတာပေါ့။ဒါကဒီကိုယ်ကိုဆုံးမခြင်းပိုင်းစက်တင်မှာဘုရင်တို့ညဝေပေးထားတဲ့စာစုလေးပါပဲ။အတွေ့နဲ့ပတ်သက်တာနဲ့ အင်္ဂလိပ်စကားမှာ your thoughts is your life ပဲကိုအတွေးဟာကိုဘဝပဲတတဝါတွေပုံဖော်ပေးတာအတွေးတွေပုံဖော်ပေးတာပဲအကောင်းတွေးရင်အကောင်းပုံဖော်ပေးတယ်မကောင်းတဲ့အတွေးရင်မကောင်းတဲ့အတွေးတွေကကိုဘဝမကောင်းတာတွေပဲပုံဖော်ပေးတာအတ္တတဝါတွေအတွက်အတွေးဟာတိတ်အရေးကြီးပဲမြတ်စွာဘုရားရှင်ကလည်းပဲဒီမဂ်ဂိရှိပါတဲ့မှာတန်ငါတမ္မာသင်္ကပ္ပ right thought မှန်ကန်တဲ့အတွေးကို ်သာဘုရားကဒီမှန်ကန်တဲ့လမ်းစဉ်မဂ္ဂင်၈ပါးတွေမှာထည့်ထားပြန်တယ်။အဲ့တော့တမ္မသင်္ကပ္ပရဲ့ဆန့်ကျင်ဘက်ကမိစ္ဆာသင်္ကပ္ပအတွေးမှားအတွေးမှားသွားတာနဲ့တတ္တဝါတွေမှာအဲ့အတွေးကဒုက္ခပြီးတော့တာပဲဆိုတော့ဘုရင်တို့တော်ကောင်းများကိုယ့်အတာကိုပြန်စဉ်းစားကြည့်တရကစိတ်ကိုလေးစီတာကခြားသူကလေးစီတာတခြားအကြောင်းအရာတွေကလေးစီတာကိုယ့်အတာကိုမလို့အပ်တဲ့အတွေးတွေတွေးနေလို့လေးသွားအဲ့ရကနိုးတာနဲ့တခါအတွေးမှားရင် ခါခါအဲ့ရအနုတချို့လူတွေမှာအသိစိတ်ဝင်လာတာနဲ့အတွေးတွေနဲ့မထနိုင်ဘူးပြင်ကျွန်တော်။ညာကတွေးထားတဲ့အတွေးကအရှိန်မပြေမနဲ့မိုးလေးနဲ့ဒီအတွေးထက်တွေ့။ဒါမှမဟုတ်ကိစ္စတခုကအတိတ်ကပြီးခဲ့တာတွေကိုကိုကအဲ့ဒါတွေကိုပြန်ပြန်စဉ်းစားရင်တွေးရင်တွေးနေညာအိတ်ခံဒီအတွေးကိုယူပြီးအဲ့ရတဲ့ဝင်သွားတယ်။အဲ့ဒီအတွေးနဲ့အိတ်မပြော။ တွေးပြီးတော့အိပ်ပျော်သွားလဲအိပ်ပျော်မှပျော်တယ်နှစ်နှစ်ချက်ချက်အိပ်မပျော်တဲ့အတွေ့အကြုံအတွေ့တွေနဲ့အိပ်ရတဲ့ယူပြီးအိပ်ပျော်သွားတဲ့လူဟာသူ့မှာအတွေ့တွေကအိပ်ပျော်ကနေမှစိတ်အစဉ်ကအတွေ့စိတ်ပဲရှိနေတဲ့အတွေ့အကြုံအိပ်ကပျော်တစ်ချက်မပျော်တစ်ချက်ဖြစ်တယ်ပြီးလို့ရှိရင်အိမ်မက်မက်တယ်ဆိုတာအဲ့ဒါကြောင့်မက်တာအိမ်မက်မက်တယ်ဆိုတာအဲ့ဒီအမေရိကန်ဖြစ်နေတဲ့အတွေ့တွေကြောင့်မက်တာဒါကြောင့်အိမ်မက်ဟာအိပ်မပျော်တပျော်မှပဲမက်တယ်အိမ်မက်များတဲ့သူကအိပ်ရလို့ရင်အေးမဝဘူး အတွေးတွေကအိမ်မက်တွေကိုပုံပေါ်ပေးတယ်အဲ့အတွေးတွေကမပြီးတော့ဘူးနောက်နေ့မနေ့လည်းပဲတခါတခါအဲ့ဒီမနေ့ကညအတွေးအတွေးမနေ့ကပြန်တွေးတယ်အဲ့အတွေးကလူကိုလေးလံစေပြီးတော့လူစိတ်ကိုလေးသွားတာအတွေးကလေးသွားတာတွေးမတာနဲ့လေးသွားတော့အကြောင်းလို့အတွေးဆိုတာဘယ်တော့မှခေါင်းထဲမှာကြာကြာထားလို့မရခေါင်းထဲအတွေးဆိုရင်တော့တွေးလီဝမ်းသာတယ်မကောင်းတဲ့အတွေးကတွေးလီလေးလူကိုပင်ပန်းစေတယ် ပါးကလေးစွာဆိုတဲ့အတွေးရပြတော့ပဲအတွေးဆိုတာကဟိုအတိတ်ကအကြောင်းအရာတွေပြန်ပြီးတော့ဆွေးနေတာပဲများတယ်အနာကတွေးတာကတော့ဒါအနာကမလာသေးတာကိုတွေးပြီးတော့ပုံပေါ်တဲ့လူတွေရှိတယ်ဒါပေမဲ့အနာကမှာကျတော့အနာကအတွေးဒီကောင်းတာပဲတွေးတာများတယ်အနာကကိုဘယ်လိုပုံပေါ်မယ်ဘယ်လိုလုပ်မယ်သူစိတ်ကူးနဲ့သူဟုတ်နေတာအတိတ်အတွေးကျတော့သူကကောင်းတဲ့အတွေးတွေမလာဘူးများသောအားဖြင့်မကောင်းတာတွေပဲလာတယ်အတွေးတွေကိုတွေးတွေးတော့အတွေးတွေနဲ့ထမ်းတိုင်းတယ်သူကလေးပါသူရဲ့သဘောက ပစ္စည်းဝိတုကိုထမ်းထားရင်တဲ့ရုပ်ခန္ဓာကိုလေးတယ်အတွေးကိုထမ်းထားရင်စိတ်လေးတယ်အဲအတွေးဆိုတာကထမ်းထားတာအတွေးဆိုတာလွတ်ချလိုက်ရတာအတွေးဆိုတာထုတ်ပလိုက်ရတာအတွေးကိုမထုတ်လို့အတွေးကိုထမ်းထားရင်အဲအတွေးနဲ့တစ်ချောင်းလုံးလေးနေစရောတာမင်းတို့ကိုရီးယားမှာနေရောမဟာယာနဗုဒ္ဓဘာသာမှာလာတဲ့စတိုရီလေးတစ်ခုစင်ဘုဒ္ဓဆင်ကလာတယ်ဝိတုလေးပုံမြင်လေးတစ်ခုအဲဒီပုံမြင်ထဲမှာကိုရီးယားဆရာတော်နှစ်ပါးကိုရီးယားဆရာတော်ဆိုပြန်မဟာယာနဘုန်းကြီးနှစ်ပါး မာယနာဘုန်းကြီးနဲ့ပါတနေ့တော့ခရီးအတူထွက်ကြအတူထွက်အတူထွက်နဲ့တောတစ်ခုကိုဖြတ်တဲ့အခါရေစည်းတန်တဲ့ချောင်းတစ်ချောင်းကိုရှိအဲချောင်းတစ်ချောင်းကိုဖြတ်ခံနေမှာအဲချောင်းပေးနာမှာအမျိုးသမီးဓမ္မတယောက်ကရေစည်းတန်တော့မကူးနိုင်ပဲနဲ့ဖြစ်နေတယ်ခုဖို့ခက်ခဲဖြစ်နေတော့လူတွေအကူကြီးတောင်းပါတယ်ဘူးမှမလာဘူးတော်တယ်အဲ့ဒါယဟန်နှစ်ပါးဖြတ်လာတာတွေ့တော့ဘုန်းကြီးနှစ်ပါးတွေ့တော့မတတ်နိုင်တော့ဆရာတော်တွေပဲအကူကြီးတောင်းအောင်ပါပဲဓမ္မကဘုန်းမများတပြီးတော့ခုဖို့ခက်ခဲဖြစ်နေအကူကြီးပေးပါဗျာဆိုတော့ ီတက္ကမဘောကြီးနေရဘလို့မှကူပေးလို့အဆင်မပြေဝင်းကြီးကြောင်းရအဲ့ဒါနှစ်ပါးတဲ့ဟိုကြီးဒီချင်းနောက်တော့တစ်ပါးကဒီဘက်ကတစ်ပါးကဲမထူသူကက်ကဲဖြစ်နေတာလေငါအာဘသင်ခံပြီးတက္ကမကိုကူပေးလိုက်မယ်ဆိုပြီးတော့အဲ့ဒီဘုန်းကြီးကတက္ကမကိုကြောပိုးပြီးတော့ဟိုဘက်ကံကိုကူပေးတာဆောင်းဟိုဘက်ကံမှာရောက်တော့တက္ကမထားခဲ့ပြီးကိုလန်းကိုဆက်ဆိုအဲ့ဒါဘေးကပါလာတဲ့ရန်တစ်ပါးကကိုတော်ကဒီဘက်ကဘုန်းကြီးအပြစ်ပြောတာတစ်ဆောင်းလုံးပြောတာ ရှင်မယားဘာဖြစ်လို့ရဟန်းလောက်ပြီးတော့ဒီလိုလောက်ရတာလဲအဘတ်တင်တာမသိဘူးလားပေါက်ပေါက်ဖောက်တာတလန်းဒီဘက်ကရဟန်းသူပြင်းတဲ့သူဟာမပြောတော့အားမပြောဘူးဘက်ကဘုံညာတခြားလုံးပြောတာအပြစ်တည်းနောက်တလားတစ်ဘက်လောက်တစ်ခါနေထပ်တွေ့တော့လေအဲ့ဒီဘက်ကကိုတော့ပြောတာအရှင်မယားအဲ့တော့ကရှင်မမကောင်းဓမ္မကိုကြောပို့ပြီးတော့ဘက်ကူပေးတာအပြစ်တင်တယ်ဆိုပြောပြန်ရောနောက်တခါတလားလောက်နေတခါထပ်တွေ့လေအရှင်မယားတော့တပြိတော့မပြောချင်လို့အဲ့ဒီတော့ကဓမ္မကိုရှင်မထမ်းပြီးတော့ဟောဘကန်းပို့တာမကောင်းဘူးဗျာ အဲ6လလောက်နေတခါထပ်တွေ့လို့ဒီဘက်ကကိုရောကြီးကပြောပြအရှင်ပြတော့တို့ရောမပြောချင်းနောက်တနည်းလောက်နေတခါထပ်တွေ့တော့အရှင်ပြတပြီတော့မပြောချင်းလို့ပြရသူတနည်းကျော်ပြောတော့မှာအဲအရှင်ပြဟိုဘက်တခါမဟုတ်ကျော်ပို့ပြီးဟိုဘက်ကိုပို့ပြီးတာမကောင်းဘူးဖေဟာတနည်းကျော်ကြာပြောလာအဲနဲ့ဘာမှမပြောခဲ့ဒီဘက်ကရန်ကတနည်းကျော်ကြာတဲ့အထိပြောနေတဲ့ဟိုဘက်ကဘုံကြီးနောက်တော့ပြောပြအရှင်ပြတကယ်တမ်းကြရင်တပြီတော့က အဲ့တော့ကတော့ဓမ္မကိုကြောပို့ပြီးတော့ဟောဘကံကိုကုပေးရတော့မှန်နေဗျာ။အဲ့မဲ့တပည့်တော်ဟောဘကံမှာပဲထားခဲ့ပြီဗျာ။တကယ်တမ်းထန်တာတာကအရှင်ဘုရားကုတိထန်တာတော့ဗျာ။ဟောသိကောင်းတာ။တပည့်တော်ဟောဘကံမှာပဲထားခဲ့ပြီဗျာ။ဒီဓမ္မကိစ္စကောင်းနေမရှိတော့ဘူး။တကယ်တမ်းတော့ကုတိပို့ထားတာထန်တာတာအရှင်ဘုရားကုတိထန်တာတာဗျာ။တနည်းချင်းကြပါဘူး။အရှင်ဘုရားအပြစ်တွေပို့ဖြစ်နေတယ်လို့ပဲတပည့်တော် ။အော်အဲ့တော့မှတော့ပေါ့ဟုတ်တာပဲ။ငါကအတွေ့တွေနဲ့တနစ်ကျော်ကြာရင်မမေ့နိုင်တာ။ဟောတို့ဘောကမှအဲ့ဒါတွေအတွေ့ယူစားအများကြီး။တခါတခါ2နှစ်ကျော်တဲ့အထိမမေ့တာလည်းရှိတယ်။3နှစ်ကျော်တဲ့အထိမမေ့တာလည်းရှိတယ်။မကောင်းတာတွေ။အခဲမကြည့်ဘူး။အမေတချို့ဆိုရင်အိုက်တာချို့ရုပ်ရှင်စကားကြည့်ပိုဆိုးသေးတယ်။တသက်လုံးမကြည့်ဘူးဆိုတာလေ။အတိတ်ကတသက်လုံးမကြည့်ဘူးဆိုတာရေလောက်တာ။ဆိုတော့တသက်လုံးမကြည့်တော့ဘာဒါကြီးကဟိုကိုယ့်အတွက်အကျိုးဖြစ်မှာလားမဖြစ်ဘူး။ ကြောင့်အတိတ်ကကြံနေတဲ့အတွေးတွေမှာကိုယ့်အတွက်အကျိုးမပြုတဲ့ဟာတွေကိုယ့်အတွက်အဆိုးအဆိုးတွေပဲဖြစ်စေတဲ့အရာတွေဆိုမတွေးပါနဲ့မိပိုက်ပါအတွေးဆိုတာလူလေးစီတာဖြစ်တဲ့အတွက်အတွေးကိုကြာကြာထားရင်စိတ်ကိုလေးလံသွားစေတာမြတ်စွာဘုရားညောင်းလို့အတွေးဆိုတာကကိုယ်ခေါင်းထဲမှာရှိထားမယ့်အရာအတွေးဆိုသိရတခါကတရားအားထုတ်တဲ့ယောဂီတွေမှာအများနဲ့ပြောရတယ်တရားအားထုတ်ရင်လည်းတမာတိမတည်တဲ့ဟာတွေးတယ်နဲ့ရှောင်းတွေးနေရတာ တဏှာကြီးအားထုတ်တယ်အတွေးတွေနောက်ကိုလိုက်သွားလူကအတွေးကိုမသိတော့အတွေးကရှောက်ပြီးစိတ်ကူးနေရင်ဟိုကြွတီကြွကြွဟိုနိုင်ငံရောက်ဒီနိုင်ငံရောက်တစ်ခါတတိပြန်လဲလာတဲ့အခါကျတော့နာကြီးကြည့်လိုက်တော့တဏှာကြီးထိုးပါနေအာငါအတွေးတွေနဲ့တွေးနေပါလားအဲ့ကြမှသိတာအတွေးဆိုတာကမသိရင် तू ကဆက်တွေးနေတာပြီးလိုက်တာနဲ့တွေးတဲ့စိတ်ကပျောက်ပြီးတော့သိတဲ့စိတ်ကလေးကရောက်လာအဲ့အတွေးဆိုတာသိအောင်ပြန်သိရင်အတွေးကမရှိတော့မသိလို့ခေါင်းထဲထည့်တာအဲ့အတွေးတွေနဲ့လူကိုလေးစား တရားအထုတဲ့ယောဂီတွေမှာသိအရေးကြီးတယ်။ဘုရင်ကိုရီးယားမှာနေတော့ကိုရီးယားယောဂီတွေတရားပြဝိပဿနာတရားပြတရားပြတော့ဒီနေ့တော့ကိုရီးယားခွင့်ကြီးတစ်ပါးရောက်ခွင့်ကြီးတစ်ပါးရောက်လိုက်သူကဝိပဿနာတရားအထုချင်ပါတယ်တဲ့။ရင်းနှောင်းကသူတို့ကိုရီးယားအထုနေခန်းဟွာဆောင်ဆိုတဲ့တရားအထုနေရှိခန်းဟွာဆောင်ဆိုတဲ့အတွေးတွေကိုမှတ်ခိုင်းသူကအတွေးကိုတိတ်တန့်လုပ်ပြီးတွေးပြီးတော့အဲ့အတွေးကိုလိုက်မှအတွေးကိုအတွေးနဲ့လိုက်မှခိုင်း ဘယ်တရားကြာအင်းနေပေါင်း၄နှစ်၁၀နှစ်လောက်အားထုတ်တာဘာတရားမှမရအောင်နောက်တော့ယင်မြအကြောင်းရောက်လာပြီးတော့ဝိပဿနာတရားအားထုတ်ရှင်ပါတယ်ဘုရားအဲ့ဒါဘုန်းကြီးကဝိပဿနာတရားအားထုတ်ကြီးသင်ပေးလိုက်တယ်အတောကေဟေဟမနိတာကိုရီးယားလိုဝိပဿနာတရားဘလို့အားထုတ်ရမလဲဘုရားဆိုဝိပဿနာဤတော်နှုတ်တော်ရှိမုံကွာမအောင်မဲဆိုဤတော်နာနယောရကကြီးလိုအင်းနှခုသေးတော်အရဟံတော်ရှိတာဘုရားပြောပြတယ် วิปัสสนาဆိုတာလို့စိတ်မှာပဲဖြစ်ရုပ်မှာပဲဖြစ်ဖြစ်ဖြစ်သမျှပေါ်သမျှအရာတွေဖြစ်စေဖြစ်ခိုင်ပေါ်စေပေါ်ခိုင်မှာအရှိအတိုင်းလိုက်ပြီးတော့တိမှတ်ပေးရတဲ့သဘောဝိပဿနာလို့ခေါ်တာမုံွာမာအုံးမဲဆိုဣရောနာနယောရောကာရှိရအင်းနံကတဲ့ရအရှိကိုအရှိအတိုင်းပါဇာနာတိတိရတာယထာဘူတံပါဇာနာတိမာသရိပဌာနာတို့မှာအိစကလုံးအချုပ်ယထာဘူတံအရှိကိုအရှိအတိုင်း အာဇာနာတိတတိလေးကပ်ပြီးတော့သိရတာဝိပဿနာဆိုတာစိတ်မှာပဲဖြစ်ဖြစ်ယုံမှာပဲဖြစ်ဖြစ်ဖြစ်သည်မြပေါ်သည်မြအရာတွေကိုဖြစ်စေဖြစ်ခိုင်ပေါ်သည်ပေါ်ခိုင်မှာအရှိတန်လိုက်ပြီးတော့သိမှတ်ပြီးတာဝိပဿနာဆိုရင်ဘုညာကိုရီးယားဘုညာဝိပဿနာကျင့်စဉ်ပေးပြီးတော့အာထုတ်ခိုင်းအာထုတ်ခိုင်းတော့အဲ့ဒီဘုညာကျူးစာအာထုတ်တယ်တရားစစ်တဲ့အခါကျသူ့မေးကြည့်တယ်စွင်ဟာတဲ့အော်တေယောဝိပဿနာစွင်ဝိပဿနာတရားအာထုတ်တာဘယ်လိုသဘောရလဲ ချိန်ကက်ကြီးမာနီနာယုစနေမယ်အတွေ့တွေအများကြီးဝင်နေပြရတယ်ဘယ်ခရစုမနီကဟိုရပြန်မယ်ဘာလို့အတွေ့တွေဝင်တာလဲကျွန်တော်ရင်နာတဲ့ခန်းသွားဆောင်တော့မာနီဟဲပါဆိုယုဒါပြီးတော့အရင်တော့အတွေ့တွေကိုမှတ်ရတဲ့ခန်းသွားဆောင်ဆိုတဲ့တရားအထုတ်မျိုးကိုအများကြီးမှတ်ခဲ့တာဗျာတဲ့အဲဒါကြောင့်အတွေ့တွေကပေါ်နေတာဆိုတော့ဒီလိုအတွေ့ကိုဘယ်လိုလုပ်ရမလဲအားပြောပြပြောပြဘုန်းကြီးကပြောပြတယ်တရားအထုတ်တဲ့ယောဂီတွေအတွေ့အတွေ့ဆိုတာအန်တရယ်ပဲ ဆွင့်ကြပရိဟန်တဲ့စင်ကကိရနုကိုရှိမွန်ကျက်ကတ္တာဝိပဿနာတရားအထုတဲ့လူတွေမှာအတွေးဆိုတာအန္တရာယ်ပဲလို့အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာစင်ကကိရနုကိုရှိအစ္ဆောယဟန်နုကိုရှိအာမိတာအရဟန်နုကိုရှိတာသူပြောပြအတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာသူတို့အတွေးတွေချုပ်ပြီးတော့အာထုတ်တာအဲ့နဲ့ဘုန်းကြီးကပြောပြအတွေးဆိုတာချုပ်ရမှာမဟုတ်အတွေးဆိုတာထုတ်ပြလိုက်ရမှာ 생각이라는것이지켜하는것이아니다벗어나야하는것이다고리야벗어나아톱배누며얼른အတွေးစရာချီချောရဟာနုံကိုရှိတာနေတာချုပ်ထားရမှာမဟုတ်ဘူးဘောဆောနိုင်ဟာနုံကိုရှိတာထွက်မြောက်လိုက်ရမှာထုတ်လိုက်ရမှာသူ့ပြောပြအဲ့ဒါပြန်အားထုတ်တဲ့အခါကျသူအတွေးတွေကိုဖယ်ပလိုက်တော့မှသူတရားလေးရအားထုတ်လို့ရမှာ ြောချင်တာကအတွေးကမသိလို့ရှင်ဆက်တွေးနေတဲ့အတွက်ကြောင့်တရားလည်းရှင်းမြောက်ဘူးတွေးနေတာကိုသိရင်တွေးတဲ့စိတ်ကပျောက်သွားတယ်သိတဲ့စိတ်ကလေးကရောက်သွားတာဆိုလူတွေမှာအဲ့ဒီအတွေးတွေကြောင့်ဒုက္ခရောက်နေတာဖြစ်တယ်မလို့အပ်တဲ့အတွေးတွေအောင်းနဲ့ထည့်ထားလို့မရမြတ်စွာဘုရားလက်ထက်ကမေဂိယဆိုတဲ့ယဟန်တစ်ပါးရှိဘူးလေမေဂိယဆိုတဲ့ယဟန်ကမြတ်စွာဘုရားရှင်ရဲ့အလို့အကျွေးပဲ မြတ်စွာဘုရားက120နောက်ပိုင်းကျမှရှင်အာနန္ဒမထေရတပါးတည်းပဲပြိနိဗ္ဗာန်ဆန္ဒမူတဲ့အထိအလုတ်ကျွေးတည်တံ့ဖြစ်သွားတာအဲ့ဒီ120မတိုင်ခင်ကကိုယဟန်ကလုတ်ကျွေးတွေ့တဲ့ယဟန်ကလုတ်ကျွေးတော့တာပဲအလုတ်ကျွေးတည်တံ့မရှိဘူးသူသူနခတ္တယဟန်ဆိုမိအောင်ရှုတဲ့ဖရာကြောင့်အဲ့ဒီမှာတပါးပါဝင်ဖြစ်နေမေဂိယမထေရလည်းအလုတ်ကျွေးတပါးမြတ်စွာဘုရားနဲ့တနေ့မြတ်စွာဘုရားနဲ့မေဂိယတနေ့ကကြွတော့တောတစ်ခုကိုဆွမ်းလန်သွားရင်မေဂိယမထေရတွေ့တော့ဟာသိတ်တရရတာ သစ်ပင်တွေတောတောင်တွေလည်းပြည့်တယ်ဆန်းကျောင်းတွေလည်းပြည့်တယ်အဲ့ဒါမြတ်စွာဘုရားရှင်လျှောက်ရဲ့တပည့်တော်ရှင်များထားခဲ့ပြီးဒီတော့တရားသွားအထုတ်ကျင်တော့တယ်ဗျာအဲ့ဒီတော့ထဲမှာခွင့်ပြုပါဗျာမြတ်စွာဘုရားကြီးလိုက်တယ်အချိန်မကျသေးတော့မသွားနဲ့အောင်မိခင်ရရှိမိခင်ကမသွားနဲ့အောင်အချိန်မကျသေးဘူးအာတပည့်တော်သွားမယ်ဗျာသွားကျင်တယ်ဗျာတစ်ခါတားမရနှစ်ခါတားလည်းမရသုံးခါကြတော့ဘုရားကမပြောတော့ဘူးအဲ့တော့မိခင်ကမတည်ဘုရားထားပြီးတော့တော့တယ်ဆိုရင်တရားအားထုတ်တာတရားအားထုတ်တော့ သူ့မှာကပါရမီဉာဏ်မရင်ကြံတဲ့ပြင်သမာဓိအားနေတဲ့အခါအဲ့တော့ဦးထဲမှာဝယ်တရားအားထုတ်ရင်အတွေးအလျှောက်တွေးဟာตายရလိုက်တာကာမဂုဏ်တွေးတွေတွေးအဲ့ဒီသင်္ကပ္ပဝိတ္တဆိုတာအတွေးတွေမှာလေအဲ့ကာမဒီကာမဂုဏ်ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္တဝိတ္တဆိုအတွေးသုံးမျိုးတတဝါရဒုက္ခပဲကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေး ဗျာပါဒဆိုဖြည့်စည်းအကြောင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေ၊ဝိဉ္ဇဉ်သားကညှင်းဆဲတက်ပြတ်တဲ့အကြောင်းနဲ့ပတ်သက်တဲ့အတွေ့အဲ့ဒီအတွေ့အကြုံကမိစ္ဆာတင်ကပါပဲတဲ့အတွေ့အပွားတွေလို့ခရရသူကအဲ့ဒါတာယာဘွယ်ကာပကုံလေးတွေရှောက်တွေ့ပြီးတော့အဲ့ဒါကာမဂုဏ်အာယုံလေးနဲ့ပြောတရားမှတ်လို့မရကာမဝိတ္တတွေကြံလိုက်ဗျာပါဒဝိတ္တတွေကြံလိုက်ဝိဉ္ဇဝိတ္တတွေကြံလိုက်ပါလို့မှအရာတရားအားထုတ်လို့မရတဲ့အခါကျတော့နောက်ဆုံးမတတ်နိုင်တော့ဘုရားရှိခိုးပြန်ကြွ ရှင်မယားတပိတော့တရားအားထုတ်လို့မရဘူးဗျာ။ဘာတွေဖြစ်တာလဲအတွေးတွေဝင်တာပါဗျာ။ငါပြောတာပဲအချိန်မှမတန်သေးတာ။အတွေးတွေဆိုတာကအဲ့ဒါအနည်းပဲတရားအားထုတ်တဲ့ပုံစံလေ။ဒါကြောင့်မြတ်စွာဘုရားရှင်မယားဒါဆိုတပိတော့အတွေးဖြောင်းနေလေးပါလေရှင်ပေးပါအောင်ဗျာ။အတွေးဖြောင်းနေတဲ့အတွေးရောအောင်တော့လွတ်လွတ်ရတဲ့နည်းရှိတယ်ဆိုဗျာကဒီနည်းပေးတဲ့အတွေးရောအောင်လို့တဲ့။အတွေးသိမြတဲ့ပုံစံတွေရတဲ့တရားအားထုတ်ရင်အတွေးရှိတဲ့ပုံစံ။ကလျာဏမေတ္တာမိကောင်းစေပါရှိရတယ်။ ယောဂီတွေမှာတရားအထုတ်မိတ်ဆွေပေါင်းတဲ့ကောင်ရှိမှသူကတရားအထုတ်တဲ့အခါမှာအတွေးတွေပေါ်လာရင်သူတို့နဲ့တိုင်ပင်ပြီးတော့အတွေးကိုဖျောက်ရမို့လို့ရှိရင်အဲစကားများတဲ့လူနဲ့သွားတွေ့ရင်အတွေးတွေစကားများရင်းနဲ့အဲအတွေးတွေထပ်ပေါ်မိတ်ကောင်းဆွေကောင်အပေါင်းတဲ့ကောင်ရှိရင်လည်းအတွေးကိုလျှော့ချနိုင်ပါတယ်နံပါတ်1ကတိလကောင်းကောင်းလုံထားတဲ့ပုဂ္ဂိုလ်အားလည်းအတွေးကိုလျှော့ချနိုင်ပါတိလကသူကခန္ဓာကံနဲ့ဝစီကံအဓိကထိမ့်ပြီးတယ်ဒါပေမဲ့မနောကံမှာသူထိမ့်ပြီးတယ်ဆိုတော့ တော့တိလလုံတဲ့ပုံပေါ်တဲ့အတွေးကိုရှင်းချနိုင်ပါတယ်။နံပါတ်3ကဝစီကံကိုထင်းရင်လည်းအတွေးကိုရှင်းချစေတယ်။ဝစီကံနေရထင်းရစကားများတဲ့သူကအတွေးများများပေါ့။ကြောင့်ယောဂီတွေကိုဣဒ္ဓါတွေမှာစကားမများခိုင်းစကားမပြောရဘူးလို့ပြောတာ။စကားပြောရင်သူကအဲ့ပြောထားတဲ့စကားတွေစာထိုင်းပြီးဆိုတာနဲ့ပြောတဲ့စကားတွေပဲအကုန်ပြောင်းဝင်တာ။ကျုပ်စရာတွေစာတော်မပတ်ခိုင်းဘူး။ဟိုတချို့ယောဂီတွေကအလကားမဖြစ်အောင်တရားနာတဲ့ချိန်စာတွေပတ်တယ်။ စာအုပ်တွေဖတ်တယ်။အကုန်မျိုးမျိုးတို့စာအုပ်တွေဖတ်တဲ့အခါအဲ့တရားအထုတ်ခံနေကြတော့အဲ့ဒါတရားလဲထိုင်လဲထိုင်အောင်သူဖတ်တဲ့စာအုပ်တွေအကုန်ပေါ်တာသူဖတ်တဲ့စာအုပ်တွေအကုန်အဲ့ဒါဘုန်းကြီးကိုရီးယားမှာနေတော့အဲ့လိုပဲဗမာကလေးတယောက်ပါသူမဟုတ်ဆရာတော်ဘုရားကြီးရဲ့တရားတွေနာပြီးတော့တကယ်ပဲတရားတွေအားကြပြီးတရားအမှတ်အဲ့တော့ဆရာတော်တရားအမှတ်တော့ခင်ဆရာတော်ကြီးရဲ့ဉာဏ်စဉ်စာအုပ်တွေဖတ်တာတရားစာအုပ်ဖတ်ပြီးတော့ဘုန်းကြီးနဲ့တွေ့တဲ့အခါငါညီတရားအချင်းတွေလျှောက်ပါသူက ရှင်မြတ်ကတပည့်တော်ထိုင်တော်မထိုင်ရသေးဘုရားတဲ့ထိုင်ခါစားပဲရှိတယ်တပည့်တော်ရဲ့တရားအစဉ်ဟာတစဉ်ချင်းတစဉ်ချင်းညာညတက်ထက်ကုန်တာဗျာဟာမင်းထိုင်တော်လောက်ကြာပြီလေသိမကြသေးဘုရားသိမကြသေးပဲဘာလို့လောက်တက်ရတာတော့မင်းဘာလောက်လဲတရားထိုင်ခံနေတပည့်တော်စာအုပ်စာအုပ်တွေဖတ်တယ်ဗျာတဲ့အရင်မျိုးဘိုးဘိုးဆရာတော်ဗျာရဲ့စာအုပ်တွေကအေးမင်းအဲ့ဒါစာအုပ်တွေတက်လိုက်ပြီးစိတ်ကူးရတာလို့တကယ်တွေ့တာပေါ့သူကတရားအမှတ်ထုတ်ရင်စာအုပ်တွေဖတ်တာတော့တရားလဲထိုင်ရောအဲ့စာအုပ်တွေကအတိုင်းသူ့အနုပုံပေါ်တာအတွင်းနဲ့ အဲ့တွင်းတဲ့ပုံပေါ်အဲ့စာအုပ်တွေစဉ်းစားပြီးတော့ तू ကဘယ်ဉာဏ်နေဘယ်ဉာဏ်နေဘယ်ဉာဏ်နေ तू ကအစ်စ်နေနဲ့ create လုပ်လိုက်တာအစ်စ်နေတက်လိုက်တဲ့အခါကျတော့အဲ့ဒီစာအုပ်ကြီးကသူ့ခေါင်းထဲပေါ်တော့တရားထဲမှာတရားမတက်ဘဲနဲ့စာအုပ်အတွေးတွေဝင်သွားတော့တရားတက်တယ်လို့ဘာလို့ဖြစ်တာမှအဲ့ဒါတရားတက်တာမဟုတ်မင်းစာအုပ်တွေတွေးနေတာညောင်လို့စကားများရင်လည်းပဲအတွေးတွေအများကြီးပေါ်တဲ့အတွက်ကြောင့်ဝစီကံကိုထင်ညာလေတဲ့တရားအတွေးမဝင်ဘူး နောက်ဆုံးအတွင်းမဝင်တဲ့ဤတဏီကအဲ့ဒါနောက်ဆုံးအချက်ကဘာလို့ ਆ လဲဆိုတော့ဒီအတွေးတွေများများပေါ်တဲ့သူဟာတဲ့အာရတဝိရိယတဲ့ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်မှုနဲ့ပြန်တိုက်ဖျက်ရတယ်။ဘုံကအားဆက်ရတယ်။တရားအားထုတ်တဲ့ပုံပဲအဲ့ဒီအတွေးတွေကိုများများဖြောင်းနိုင်မှုဆိုရင်သူကသမာဓိမတည်သေးတဲ့အတွက်ကြောင့်အတွေးများများဝင်တာ။သမာဓိတည် concentration မရှိတဲ့အတွက်ကြောင့် thinking ဆိုတဲ့အတွေးတွေဝင်တဲ့အခါကျအဲ့အတွေးတွေရောတော့ဆိုရင် ချိုးစားအားထုတ်ဖို့ဝိရိယကိုအားစိုက်ပေးရတယ်။ညဘုန်းကြီးတို့စာပေမှာကတော့အဲ့ဘိုး၅ပါးထဲမှာအတွဲတွဲကသမာဓိနဲ့ဝိရိယအတွဲတွဲကညီရတယ်။သမာဓိအားကောင်းပြီးတော့ဝိရိယနည်းရင်လည်းတရားရှိမတဲ့ဘူး။ तू ကသမာဓိအားကောင်းတော့ဝိရိယဟိုဟာတွေသမာဓိနမိတ်လေးတွေထင်တော့အဲ့ဒါလေးတွေမှာပဲตาရပြီးတော့တရားအားထုတ်တဲ့ပုံကအဲ့သမာဓိလေးတွေနဲ့ရှိ့ကိုမတက်တော့သမารီအားကောင်းပြီးတော့ဝိရိယအားနေနေလည်းတရားရှိမရဘူးဝိရိယအားကောင်းပြီးတော့ တမာရိနေနေရင်လည်းစိတ်တရားပြန့်လွင်နေပြီးတော့တရားကမတက်ဘူး။ဒါကြောင့်မလို့စအားထုတ်ကားသမှာတမာရိနေနေတဲ့ပုဂ္ဂိုလ်ကြတော့ဝိရိယကိုဆက်ပြီးတော့ကြိုးစားပေးရတယ်။သူများများအားထုတ်ပေးလိုက်မှအတွေးတွေကလျှော့သွား။ကြိုးစားအားထုတ်ပါနော်ဝိရိယကအတွေးကိုရှော့ချစေတာဖြစ်တဲ့အတွက်ကြောင့်မေကြီးကမတည်ဘူးမြတ်စွာဘုရားကအဲ့တရားလေးအတွေးရှော့ချနေပြီးပြေးလိုက်တော့အဲ့ဒီကြည်စင်တဲ့သူပြန်ပြီးတော့အာထုတ်တော့တရားလေးတွေပြန်တက်လာတယ် ပြောချင်တာကလူတွေမှာအဲ့ဒီအတွေးတွေကတရားအထုံနေပဲအရန်ပေါ်တဲ့အတွက်ကြောင့်တာမန်ပုတ္တဇဉ်ဘဝတွေမှာအတွေးတွေကြောင့်တတ္တဝါတွေဒုက္ခပေးတာဖြစ်တဲ့အတွက်ကြောင့်အတွေးရှိလာလို့ရှိရင်အတွေးကရှိထားရမှာအတွေးကသိရမှာနော်ကိုယ်အတွေးကကိုယ့်ဘဝကိုကိုယ်ကိုပေးတာဖြစ်တဲ့ကြောင့်ဘဝမှာနေရတဲ့အခိုက်အတန့်မှာအတွေးတွေမလိုအပ်တဲ့အတွေးတွေနဲ့ခေါင်းနေမှုလေးမလေးစီပါအတွေးမာတာနဲ့တတ္တဝါတွေစိတ်တွေလေးသွားပြီးတော့အဲ့ဒီလေးတွေနဲ့စိတ်နဲ့ပဲအတွေးတွေကနေပြီးတော့ သူကိုကောင်းတဲ့အကျိုးတွေမပေးတော့များသောအားဖြင့်တွေးတယ်ဆိုတာကလည်းကောင်းတဲ့အတွေ့အကြုံမကောင်းတဲ့အတွေ့အကြုံပဲများတယ်။မကောင်းတဲ့အတွေ့အများဆိုအာယုန်တွေကိုလိုက်ခံစားပြီးတော့အဲ့ဒီအာယုန်တွေမှာစိတ်အတွေ့တွေဝင်ပြီးတွေးတစ်ခုချင်းတစ်ခုချင်းတွေးရင်လိုက်တွေ့ရတယ်။တချို့အတွေ့တွေလွန်နေတော့တခါကအလုတ်ထဲမှာလည်းအာယုန်မဆိုင်ရင်သူအတွေ့နဲ့သူသူအတွေ့နဲ့သူဟိုလေရောက်တည်ရောက်ရှောက်တွေးနေတာအလုတ်ကအာယုန်မဆူဆန်းနေဘူး။စာချက်တဲ့ပုံကိုယ်တွေကလည်းပဲစာတွေနဲ့ ိုစားချက်တဲ့အချိန်မှာစားဝဲစိတ်မရောက်ပဲအတွေးထင်နေဟိုရောက်ပြီးအတိရှောက်တယ်။အဲ့ဒါတခါကကြောင့်ခွင်းတို့ကိုကိုကနဲ့ကိုချင်တို့ကြည့်တယ်။ငငယ်တုန်းကဘဝနဲ့အသက်ကြီးလာတဲ့ဘဝတူမတူတော့။ငယ်တုန်းကကလေးလေးဘဝကဘာမှအတွေးမရှိဘူးပေါ့လေ။အပြည့်ကင်းနေဆိုရင်အဲ့ဒါသူတို့ကဘာအတွေးမှအများကြီးရှိဘူး။စားချက်ဆိုရင်ချက်လိုက်တာပဲစားချက်ပြီးပြီးဆော့ရမယ်ပြီးတော့စားမြင်မြင်ရတယ်သူတို့ကြ။လူကြီးကြတော့အသက်20ကျော်ပြီဆိုတော့15 16ဆိုရင်အတွေးတရားများလားစားချက်လည်းမရဘူး။ ချောက်တွေးတာမတွေးတယ်ကြီးလေပြများတယ်အဲတော့လူကြီးကြတော့ဟိုလူငယ်တုန်းကတော့အတွေးမရှိဘူးကြက်ဆိုရင်လည်းကြက်တယ်သူကဟို think critical thinking မရှိဘူးသဘောတရားမပါတော့တက်ရွယ်ကြီးလာတဲ့အခါကျတော့ကြက်တယ်အတွေးများတယ်ဒါပေမဲ့အတွေးတွေမှာသဘောတရားလေးတွေကမှတ်မှတ်ပြီးတော့ကြက်တတ်တဲ့သဘောရှိတော့ကြီးတဲ့လူရဲ့ကြံနီးကြတော့သူကစွဲတယ်ငယ်တဲ့လူကြတော့လည်း bias ကြက်တဲ့စနစ်နဲ့ပဲသူမှဘာအတွေးမှမပေါ်မရှိဘူး critical thinking မရှိဘူးစူးစမ်းစဉ်းကျင်တဲ့အတွေး ။ဘာကြောင့်ငငယ်တုန်းကအတွေးနေတယ်ကြီးတဲ့ခါအတွေးတွေများတယ်။တက်ကြီးလေအတွေးတွေများတယ်။တက်ကြီးလေတွေအတွေးတွေများတယ်။ဖခင်ကတော့အတွေးများတဲ့ပုဂ္ဂိုလ်ကိုတဲ့။အတွေးတားများတဲ့ပုဂ္ဂိုလ်ဟာဝင်လေထွက်လေမြန်မြန်ပါရတယ်။အာနာပါနဘာဝနာအာနာပါနကမ္မထံမြန်မြန်မှတ်။အတွေးသိများတဲ့ပုဂ္ဂိုလ်ဟာခဏခဏဖခင်အားထုတ်လဲအတွေးတွေပေါ်တာပဲ။ကိုယ်ကလေးလို့လဲအတွေးတွေပေါ်တာ။တွေးတွေတားများတဲ့ပုဂ္ဂိုလ်ဟာတဲ့။မြတ်စွာဘုရားကတော့ဝင်လေထွက်လေကို ဆူဆိုင်ပြီးတော့အဓိကထားပြီးကျူစာအထုတ်ရတယ်။ဝင်လေထွက်လေခါကြအာနာပါနကမ္မထံခေါ်ဝင်လေထွက်လေဝင်လေထွက်လေကိုအရှိတိုင်းသိပေးရ။ဒါကလူတွေကတရားအထုတ်တာသိခက်တာပဲလို့ထင်တယ်။အမှန်တော့တရားအထုတ်နေရလွဲတယ်။ဒိချင်းဖို့တာခက်တာ။ဘုန်းကြီးတို့အချိန်မရဘူး။တရားအထုတ်ဖို့အချိန်မရဒီလိုပါဘုရားအလုပ်တွေရှုပ်တဲ့တရားရေးသားလည်းမသွားနိုင်မမှတ်နိုင်ဘူးအဲ့လိုပုံပုံမရဘုန်းကြီးကဘယ်လိုပြောအဲရေးသားသွားအနေနဲ့ ကျန်တဲ့အချိန်မအားလို့မမှန်နိုင်ဘူးဆိုလေအိတ်ခံနေအဲ့ရတဲ့ရောက်တဲ့အခါမှာကိုယ့်ရဲ့နှာသီးပြားထည့်ကလေးကိုစိတ်ကလေးကပို့ပြီးတော့အသက်ကလေးကိုအရှိအတိုင်းလေးလိုက်ပြီးတော့တိပြီးတော့ရှူပေးပါအသက်ကိုလုံးမရှူရအောင်အသက်ကိုရှူနေကြအတိုင်းလေးပဲအရှိအတိုင်းတိပေးရမှာအဲ့ဒါပဲအရှိအတိုင်းသူရှူနေတဲ့အတိုင်းဖြည်းဖြည်းလေးတိုးဝင်သွားအဲ့နှာသီးပေါက်လေးကတိုးဝင်သွားတဲ့သဘောလေးအဲ့ဒီနှာသီးထည့်ကလေးကပဲဘိုက်ထိလိုက်မသွားတော့ပဲနှာသီးပြားထည့်ကလေးကပဲတတိလေးကပ်ပြီးတော့စောင့်ပြီးတော့ကြည့် ဝင်လေဝင်လေတွေဆုံးသွားထွက်လေတွေပြန်ဆာထွက်လေအဲ့ဒါအစအဆုံးဝင်လေထွက်လေတွေဟုတ်လားတတိမလွတ်ပဲတပတ်ရသွားပြီမြကင်ရှင်ပါတကားလဲဆိုင်အတွေးတွေပြတ်သွားတယ်ညောအဲ့ဒီဝင်လေထွက်လေတွေကိုမှတ်တတ်တဲ့အချိန်တွေလုတ်ပြီးကျန်တဲ့အချိန်မှမှတ်နိုင်အရာတွေရောက်ရင်အလိုလိုငါသီးပြထိတ်ကလေးစိတ်ကလေးထားပြီးအသက်ကလေးကိုတိပီရှုတတ်တဲ့အချိန်တွေလေ့ကျင့်လုပ်ပေးပါဣခာနေကိုတွေးဒီတွေးပြီးအိတ်ထားတဲ့ဆိုင်အာနာပါနာလေးမှတ်ပြီးတော့အိပ်ပျော်သွားတာက ပျော်ကောင်းမယ်အကယ်၍အိပ်ပျော်နေတခုဖြစ်ပြီးသေသွားရင် အတွေးနဲ့အိပ်ပျော်ပြီးတော့သေသွားရလို့ကအဲ့အိပ်ပျော်ကန်ဒီမှာဖြစ်တဲ့အတွေးကအရင်အကျိုးပေးတာနင်းနေချဲ့ချဲ့အိပ်ပျော်နေတဲ့စိတ်မှာဘဝင်စိတ်ပဲရှိကုသိုလ်လည်းမဖြစ်ပါကုသိုလ်လည်းမဖြစ်ကုသိုလ်ပြီးအကုသိုလ်မရှိအကျိုးမပေးဘူးဘယ်စိတ်ကအရင်အကျိုးပေးတာအိပ်ပျော်ကန်ဒီမှာဖြစ်တဲ့အစိတ်ကအရင်အကျိုးပေးတာအိပ်ပျော်ကန်ဒီမှာတခုခုဆွဲပြီးတွေးပြီးတော့အိပ်ပျော်သွားရင်အိပ်ပျော်ရင်သေသွားရင်အိပ်အဆွဲနဲ့အရင်အကျိုးပေးတာကြောင့်သေးကန်ဒီမှာကျန်တဲ့ အစွဲတွေမဝဲအောင်အတွေးတွေတွေးမနေတော့ကိုယ့်ရဲ့နာတိပြားကိုဝင်လင်ထွက်လေလို့ရှုပြီးမှတ်တတ်တဲ့အခြင်းလေးနဲ့အိပ်ပျော်ကြိုးစားပါအိပ်ပျော်နေတခုဖြစ်သွားလဲပဲအဲ့ဒီအမှတ်လေးတတိလေးနဲ့အိပ်ပျော်တဲ့အတွေ့အကြုံကောင်းတဲ့ပေါ်အကျိုးပေးတာကြောင့်မလို့ဝိပဿနာတရားအထုတ်တဲ့အာနာပါနချင်းစင်ဆိုတာအခက်ကြီးမဟုတ်ဘူးရေးတာသွားမှတရားအထုတ်တာမဟုတ်ဘူးကို့အိမ်မှာနေစဉ်နေစဉ်လည်းပဲတရားအထုတ်လို့ရဖခင်ကဣရိယာပုတ်တိုင်းကိုအထုတ်ခွင့်ရှိတယ်လို့ပြောထားတယ် ်ယူဆဆိုဘာပဲလုပ်လို့အိနာဝင်တာဆိုအဲ့ဒီအတိလေးနဲ့ဝင်တရားပဲစိတ်ပါလက်ပါအာထုတ်ဖို့ပဲအရေးကြီးဒါကြောင့်မို့ရိတ်တာသွားမှတရားအာထုတ်တာစိတ်ပါအိယာဟာရိတ်ပါမယ်စိတ်ပါလက်ပါရှိနေအိကိုအိယာကိုရိတ်တာစိတ်ပါရင်အိယာဟာရိတ်တာထို့အတူပဲစိတ်မပါရင်ရိတ်တာဟာလည်းအိယာချိုရိတ်တာသွားပြီးအိအိပြန်လာရှိနော်စိတ်မပါရင်ရိတ်တာဟာလည်းအိယာ စိတ်ပိုင်အိယာဟိတာလေဆိုကိုအိယာကကိုဟိတာနော်အိယာတဲ့ရောက်ရင်တခြားဟာတွေးမနေအတွေးရလူကိုဒုက္ခပေးတယ်ဝင်လေထွက်လေလေတတိလေးကပ်ပြီးတော့အိတ်တက်တဲ့အခြင်းတွေလုပ်ပေးရင်ကိုစိတ်နဲ့အကိုအတွေးကတထက်တဲကြပြီးတဲ့အခါကျတော့အတွေးတွေမမားတော့အတွေးမမားရင်အဝေးမသွားတော့အဝေးမသွားရင်ကိုစိတ်လေးကိုထိန်းချုပ်နိုင်ပြီးတတိတရားလေးနဲ့အိတ်ကြောင့်ဘဝမှာတတ္တဝါတွေအတွက်အရေးကြီးဆုံးညာကမလိုအပ်တဲ့အတွေ့အကြုံတွေပေါင်းနေမှထားရအောင် ကိုယ်အတွေ့အကိုဘဝကိုပုံဟောပြတတ်တဲ့အတွေ့အကြောင်းအတွေ့တွေနဲ့ဘဝကိုမကောင်းတဲ့ပုံတွေမခေါ်မိကြပါစေနဲ့ကိုယ်အတွေ့နဲ့ကိုယ်ဘဝတော့ကောင်းတဲ့ပုံတွေတွေပေါ်ပြီးတော့ကောင်းတဲ့အတွေ့ကကောင်းတဲ့အမြင်ကိုဖြစ်စေကောင်းတဲ့အမြင်ကနေကောင်းတဲ့အကျံတွေဖြစ်စေကောင်းတဲ့အကျံကနေကောင်းတဲ့အလုပ်တွေဖြစ်စေကောင်းတဲ့အလုပ်ကနေကောင်းတဲ့အသံမွေးမှုတွေဖြစ်စေတာဖြစ်တဲ့အတွေ့အကြောင်းမြတ်စွာဘုရားကတမ္မာသင်္ကပ္ပနဲ့တမ္မာဒိဋ္ဌိတွေ့တာ ။တမာဒိဋ္ဌိဆိုအမြင်မှန်တာ။တမာသင်္ကပ္ပအတွေးမှန်တာ။အဲ့ဒီကုကသူနဲ့တူတူပဲဆက်ဆက်အမြင်မှန်မှလည်းအတွေးမှန်။အတွေးမှန်မှလည်းအမြင်မှန်။အရေးကြီးတဲ့အတွက်ရမြတ်စွာဘုရားက အတွေးကိုမှန်အောင်ကြိုးစားပါ။အတွေးမှန်အောင်ဆိုရင် အတွေးကိုသိရကိုတွေးနေတဲ့အတွေးကိုမသိရင်အတွေးကရှောက်တွေးရဖြစ်တဲ့အတွက်ကြောင့်စိတ်ထဲမှာအတွေးတွေပေါ်ရင်အဲ့အတွေးကိုတိလိုက်ပါအတွေးသိရင်အတွေးကမရှိတော့ဘူးအတွေးမရှိရင်တတိလေးကတ်နေတော့လုပ်ငန်းမှန်တယ်များလဲ သူကတက်တက်မမလုံနိုင်တာဖြစ်တဲ့အတွက်ဘုဒ္ဓနာမှာရှိနေတဲ့မလုံအပ်တဲ့အတွေ့အကြုံမြန်မြန်ထုတ်ပြလိုက်ပြီးတော့ကောင်းတဲ့အတွေ့အကြုံဘဝကိုတိဆောက် your thoughts is your life ကိုအတွေ့အကြုံဘဝပဲဖြစ်တဲ့အတွက်ကြောင့်ဘဝကိုကောင်းတဲ့အတွေ့အကြုံကုသိုလ်ရမယ်အတွေ့အကြုံပုံပေါ်ပြီးတော့မကောင်းတဲ့အတွေ့အကုသိုလ်ဖြစ်စင်မဲ့အတွေ့အကြုံမြန်မြန်ထုတ်ပြီးတော့ကိုယ်ဘဝကိုကောင်းတဲ့အတွေ့အကြုံနဲ့ကောင်းတဲ့အမြင်လေးတွေရှိပြီးတော့ကောင်းတဲ့အလုပ်လေးတွေကောင်းတဲ့အတွေ့အကြုံကောင်းတဲ့အကြံလေးတွေနဲ့ဘဝကိုကောင်းကောင်းမွန်မွန် ုံဖော်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း